ကျွန်တော်ဆက်လက်ပြီးတော့တောက်ကြသားသမီးမိတ်ဆွေများအတွက်ဒီတပတ်တာကန့်ချင်မှာကိုလမ်းညွှန်တော့မှာဖြစ်ပါတယ်29မှာ9ရက် AB လ2025တနင်္ဂနွေနေ့ကနေပြီးတော့3ရက်မေလ2025စနေနေ့ထိတပတ်တာအတွင်းတောက်ကြသားသမီးမိတ်ဆွေများရဲ့ကန့်ချင်မှာအခြေအနေကိုကျွန်တော်တို့ကြည့်လိုက်ကြရအောင်ကဲအဲ့တော့တောက်ကြသားသမီးတွေအတွက်ကျွန်တော်တို့မဟုတ်ခင်ရဝေးရနီပြည်တွင်းပြည်ပကနေစဉ်ဆက်မပြတ် အပတ်စဉ်အပတ်စဉ်တိုင်းပို့ဗီဒီယိုဖိုင်တွေတက်လာတိုင်းကြည့်ရှုအားပေးကြတဲ့တအူးတယောက်ချင်းစီတိုင်းကိုလည်းကျွန်တော်ဒီနေရာကနေအထူးကျေးဇူးတင်ပါတယ်။ကြည့်တော့ဆက်လက်ပြီးတော့လည်းအားပေးကြည့်ရှုကြပါကုန်။အဲ့တော့ကျွန်တော်ဒီတစ်ပတ်တည်းမှာတောက်ကြသားသမီးတွေကတော့အများနဲ့မတူဟိတ်တလုံးနဲ့ထိတ်ဆုံးရောက်မဲ့တပတ်တာလို့ပြောလို့ရပါတယ်။ဒီတပတ်ရဲ့ကံကြမ္မာမှာတောက်ကြသားသမီးတွေကအလွန်ကံကောင်းနေတဲ့တပတ်တာလို့ပြောလို့ရပါတယ်။ပျော်ရွှင်ခြင်းတွေ စိတ်ချမ်းသာခြင်းတွေเนาะအလိုရှိတာတွေကိုပိုင်ဆိုင်နိုင်တဲ့တပတ်တာလို့ပြောလို့ရပါတယ်အဲ့တော့ဇွဲကောင်းမဲ့ကြိုးစားမဲ့ဆိုရင်ကြိုးစားသလောက်အရာထင်မဲ့အဲကိုလောက်တာတွေကအကျိုးပေးအရာထင်ပြီးဖြစ်ပြီးဆိုတဲ့တပတ်တာဖြစ်ပါတယ်အဲ့တော့ဘာလို့လိုချင်တယ်လဲဘာလို့လိုချင်တယ်လဲဘာလို့ဖြစ်ချင်တယ်လဲဒီတပတ်မှာဖြစ်နိုင်ပြီးဖြစ်ပြီးလို့ကျွန်တော်တို့ဟလာဇွဲကောင်းစွာနဲ့ပဲယုံကြည်နားလည်ထားမှာဖြစ်ပါတယ်အဲ့တော့ဒီတပတ်ကိုတော့အီယောအီယောနဲ့အချိန်မကုန်မဲနဲ့တခုခုဟလာ ကိုကစူးစမ်းအားထုတ်နေမယ်လုံနေမယ်ဆိုရင်တော့လုံသမ ्या တွေဟာအရာထင်မဲ့တပတ်တာဖြစ်ပါတယ်အဲ့တော့ကိုကတလန်းလောက်လမ်းနှစ်လမ်းလောက်ရှစ်ပြေးနေမယ်လို့ပြောလို့ရတဲ့တပတ်တာလည်းဖြစ်တယ်အခုညီအထောက်ပံ့ကောင်းဆက်သွယ်ကောင်းတွေရရှိတတ်တယ်ကောင်းသောခရီးတွေသွားရတဲ့လုပ်ငန်းကြံစီတွေငွေကြေးကြံစီတွေအောင်မြင်မယ်ဆိုတဲ့တပတ်တာဖြစ်တယ်အဲ့တော့အရေးကြီးခရီးစဉ်ကိစ္စတွေကိုလှုပ်ချင်းပြဒီတပတ်တာမှာအောင်မြင်မယ်ကံကောင်းမယ်ဆိုတဲ့တပတ်တာဖြစ်ပါတယ် အလားတူပဲဒီတပတ်တာမှာဟုတ်လားငွေကြေးလက်လာဘက်နဲ့ပတ်သက်ရင်လည်းအလွန်အမတန်ကံကောင်းတဲ့တပတ်တာဖြစ်မှာမေမေလီမန်းငွေဝင်တာထီပေါက်ချဲပေါက်တာအဲငွေကြေးနဲ့ပတ်သက်ရင်လက်လာဘက်တွေရွှင်တာအထောက်ပံ့နေရတာဆိုတာမျိုးတွေဖြစ်မယ်ဆိုတဲ့တပတ်တာဖြစ်ပါတယ်အခြေအနေတော့မြေတားရေးနဲ့ပတ်သက်ရင်လည်းအလွန်ကံကောင်းတဲ့စိတ်ချမ်းသာရမယ်ပျော်ရွှင်ရမယ်ဆိုတဲ့တပတ်တာဖြစ်ပါတယ်ပြဿနာတက်နေတော့အခြေအနေတော့မြေတားရေးနဲ့ပတ်သက်ပြီးပြန်လည်ညှိဟုတ်လားဆေးဆက်ညှိနှိုင်းခြင်းဖြစ်ဟုတ်လားပြောဆိုဆွေးနွေးခြင်းဖြစ်ပြန်လည်အစီအမေတင့်မြတ်သွားဖို့ရာအလားလာကောင်းနေရှိတယ်ဒီပြတ်တာမှာ ဟိုကိစ္စမှာလည်းပျော်ရွှင်ဝမ်းသာရဒီဘက်ဒီကိစ္စမှာလည်းပျော်ရွှင်ဝမ်းသာဆိုတဲ့တပတ်တာဖြစ်တယ်ပြီးခဲ့တဲ့ရက်တဘက်ကာလဒီမှာကိုစူးစမ်းခဲ့တာတွေကပြန်လဲအရာထင်ပြီဒီတစ်ခါမှာတော့ကို့အတွက်ဟာလာကောင်းတဲ့အလဲကိုရောက်ပြီဆိုတဲ့တပတ်တာဖြစ်ပါတယ်အထုကံဘဝမဟုတ်တော့ဘူးအဘေကံဘဝမဟုတ်တော့ဘူးကိုဟာထိတ်ဆုံးရောက်လာပြီပြန်လဲဥမော့ပြီးတော့ဟာလာကံကောင်းခြင်းနေနဲ့ပြန်ထနိုင်ပြီဆိုတဲ့တပတ်တာ ကာလမျိုးဖြစ်ပါတယ်အဲ့တော့ကြမ်းမကြီးမကောင်းလို့ ူကြတဲ့မိတ်ဆွေတွေရှိရင်တော့ဒီတော့ဒါမှပြန်လဲကောင်းနိုင်တယ်။ကျမိုင်နဲ့ပတ်သက်အနှဲငယ်မဆိုးလောက်လေးခါနာတာမျိုးဖြစ်တတ်တယ်။ဒါလဲဆိုရင်တော့တဲ့အခြေအနေမှာမရှိဘူး။စားစားတဲ့စာချုပ်စာတမ်းနဲ့လှုပ်ဆူရမယ်။ဟလာဘောပင်နဲ့စာရွက်နဲ့ဟလာထိတွေ့ပြီးတော့လှုပ်ဆောင်ရမယ်။ကိစ္စတွေဆိုရင်ဒီတော့ဒါမှအောင်မြင်နိုင်တယ်။လှုပ်လဲလှုပ်ဖို့တင်တယ်။အဲ့တော့ဒီတော့ဒါမှဘာလှုပ်ချင်တယ်လဲလှုပ်ချင်တာတွေကိုအကောင့်ထဲပို့ပါ၊ကြိုးစားပါ။ကန်တရမျက်နှာသာပေးနေပါပြီ။အဲ့တော့ ဆိုင်ကနာယုံငန်းတွေဖွင့်မယ်လုပ်ငန်းသစ်တွေထူထောင်မယ်အလုပ်သွားရှောက်မယ်အင်တာဗျူးပြင်မယ်အခြားသောအရေးကြီးကိစ္စတွေကိုဒီတစ်ပတ်တာမှာလှုပ်ဆောင်မယ်ဆိုရင်လှုပ်ဆောင်ပါကံကောင်းနေပါပြီအဲ့တော့ကံကကူညီလူကလှုပ်ပါဆိုတဲ့အတိုင်းပဲကံကတော့ကူညီပံ့ပိုးဖေးပါဖို့အစဉ်သက်ပါပဲမိမိဘက်ကလှုပ်ဖို့သာလိုပါတော့တယ်ဆိုတဲ့တစ်ပတ်တာဖြစ်ပါတယ်စိတ်ချမ်းသာပျော်ရွှင်ကံကောင်းခြင်းတွေနဲ့ထိတွေ့ခံစားရမယ်တစ်ပတ်တာဖြစ်ပါတယ်အဲ့တော့ခီးတို့ခင်းကြီးတွေကလည်းဆွမ်းနာပြောသလိုရှေ့မှာပြောသလိုမကြမကြသွားလာရထွက် ရမယ်အခြေအနေပါဒါတွေကလည်းကောင်းသောခရီးတွေဖြစ်ပါတယ်အလှည့်ပြောင်းနေနော်အပြောင်းလဲတွေကြုံလာမယ်ကြုံစားပြုလာမယ်ဆိုရင်လည်းဒီအလှည့်ပြောင်းတွေကကို့အတွက်ကောင်းသောအလှည့်ပြောင်းတွေဖြစ်ပါတယ်အဲ့တော့လုံကောင်းကောင်းနေတဲ့တောက်ကြသားသမီးမိတ်ဆွေများဖြစ်ပါတယ်ဒီတစ်ပတ်အတွက်ကံကောင်းလက်ရှင်ကနန်းဒီခုနှစ်ကနန်းတစ်ကနန်းမှာအကျိုးပေးတဲ့အကြောင်းကတော့ရွှေအောင်ဖြစ်ပါတယ်အလုံးကံကောင်းနေတဲ့တောက်ကြသားသမီးတွေအတွက်လမ်းညွှန်ဟောကြားပေးခဲ့တာပါ